ဟာဟုတ်တယ်ပြင်ရတဲ့အချိန်မှာနည်းနည်းရင်ခုန်ကြရကောင်းတယ်လို့ပြောရမှာဟာမလုပ်တတ်တော့ဘူးလားမသိဘူးပေါ့နော်အဲ့ဘလို့ဘလို့လုံးဝမှလည်းမသိတော့ဘူးစိတ်ထဲမှာငါဘယ်ရဆမှလည်းမသိငါလိုအပ်ချက်တင်မြန်အရန်ရှိနေမလားပေါ့နော်အဲ့လိုမျိုးတစ်ဖက်မှာကလည်းအရန်လုံချင်နေတဲ့စိတ်ကလည်းအပြည့်ရှိနေလို့တစ်ဖက်မှာကလည်းကိုယ့်ဘာသာကိုအဲ့ balance နှစ်ခုတော့လေအဲ့လိုပြောဖြစ်တယ်အမလည်းဟိုခုတည်းကအမအဆင်ပြေရလားမောင်စီအဆင်ပြေရလားဘာလို့နေရလဲဘာလို့နေရလဲအမဘာလို့နေလဲပေါ့နော်အဲ့လိုမျိုး ကိုကိုကိုဟိုမရောက်မှာမလုံနေကြမှာမဟုတ်တော့အဲ့လိုတခုပြန်လုံရတယ်လို့ပြီးတော့ခံစားရတာပေါ့ဟုတ်နောက်ပိုင်းတော့လည်းအဆင်ပြေသွားပါတယ်ဟိုတကယ်တမ်းကင်မရာနဲ့ချိန်ပြီးတော့ဘေးနားလူနေရိုက်လိုက်တဲ့အချိန်ကျရင်ကျတော့လည်းပြန်အဆင်ပြေသွားပါတယ် ရှင်းနစ်မှာတော့အမကားလေးရောတန်တင်မယ်ရှင်နေဝင်းနဲ့ခင်းနဲ့ရိုက်တာနေဝင်းနဲ့အမနဲ့ခင်ဝင်းဝါနဲ့ဟုတ်မမျိုးသနာထုံးရဲ့ဟုတ်ချုပ်ွေဆိုရယ်ပေါ့ရိုက်ထားတဲ့ကားလေးဟိုဟာမုံခက်ရိုက်တွန်းဒါရိုက်တာပဲကိုကျော်ထွန်းရိုက်ထားတဲ့ဟာလေးအဲ့ဒါဒီနှစ်တော့တင်မယ်ရှင်ဟုတ်အမတော့စိတ်လူချတာပြည့်တဲ့နဲ့ပြင်ပြီးတော့ဆောင်းမမေးချင်းလေးအဟုတ်တယ်အဲ့အဲ့ကားလေးကတော့ပထမအောင်ဆုံးပြန်ရိုက်ပြီးတော့အခုမနစ်မနစ်ကရိုက်တာပေါ့ဒီနေ့ရုံတင်မှာဆိုတော့လေစိတ်လှုပ်ရှားတာပေါ့ဒီနေ့ချိန်နေမှာဟောတာအမတ်ကြီးအရဆိုကို့အတွက်ပါလေးဖြစ်လာတာ င်ရိုက်တဲ့အချိန်မှာတော့ဟိုပါလေအာဟုတ်တယ်ပြင်ရတဲ့အချိန်မှာနည်းနည်းရင်ခုန်ကြရကောင်းတယ်လို့ပြောရမှာမလုတ်တတ်တော့လားမသိဘူးပေါ့နော်အဲ့ဘလို့ဘလို့လောက်မှလည်းမသိတော့ဘူးစိတ်ထဲမှာငါဘယ်ကစမှလည်းမသိငါလိုအပ်ချက်တင်များအရင်ရှိနေမလားပေါ့နော်အဲ့လိုမျိုးတစ်ဖက်မှာကလည်းအရင်လုတ်ချင်နေတဲ့စိတ်ကလည်းအတိတ်ရှိနေလို့တစ်ဖက်မှာလည်းကိုယ့်ဘာသာကိုအဲ့ balance နှစ်ခုတော့လေအဲ့လိုပြောဖြစ်တယ်အမလည်းဟိုခုချက်ပေါ့အမအစဉ်ပြေးရလားမောင်စီအစဉ်ပြေးရလားဘာလို့နေရလဲဘာလို့နေရလဲအမဘာလို့နေလဲပေါ့နော်အဲ့လိုမျိုး ကိုကိုကိုဟိုမရောက်မှာမလုံနေကြမဟုတ်တော့အဲ့လိုတခုပြန်လုံရတယ်လို့မျိုးတော့ခံစားရတာပေါ့ဟုတ်နောက်ပိုင်းတော့လည်းအဆင်ပြေသွားပါတယ်ဟိုတကယ်တမ်းကင်မရာနဲ့ချိန်ပြီးတော့ဘေးနားလွေနဲ့ရိုက်လိုက်တဲ့အချိန်ကျရင်စင်ကြတော့လည်းပြန်ဆင်ပြေသွားပါဟုတ်ဟုတ်ပြစ်စနေတော့အရင်ကတော့ဓာတ်တော့ဓာတ်ရမဖြစ်ဘူးလေလေလေလို့ပြောစိတ်ထဲမှာလေခံစားမိသွားတာအာမလွတ်ဖြစ်မှုနေမှာလေအမကြားထဲမှာ၄မိနစ်လောက်ကဟိုဘန်ကောက်မှာနေတာရောဘာရောဆိုတော့ ရုပ်ရှင်อ่ะဟုတ်တယ်နောက်ဆုံးညိုက်ဖြစ်တာอ่ะ2020နဲ့2019လား20လားမသိဘူးအဲ့တုန်းကဘယ်နောက်ဆုံးညိုက်ဖြစ်တာဆိုတော့အဲ့တုန်းကကားလေးရတယ်ဒီနှစ်တော့တင်ပြမယ်ထင်တယ်3-4ကားလည်းရှိရယ်ဆိုတော့လေဒီနှစ်တော့ဟုတ်ညှော်လင်းရတာပေါ့ကားလေးထွက်လာမယ် ဘယ်လိုမျိုးလေးတွေ့ရမှာလဲကြော်လေးဒရမာမျိုးလားဟာတာဟာတာတော့တိတ်မပါဘူးမလားဟုတ်ကဲ့ရှင်ဟာတာတော့မပါမဆိုရနဲ့လေပြိတ္တာကဒရမာလို့ဟုတ်ကဲ့ရှင်အဲ့လိုမျိုးလေးတွေ့ရမှာအဲ့လိုမျိုးလေးပဲတွေ့ရမှာပါဒါကတော့ဒရမာနောက်တစ်မျိုးတွေ့ရမှာပေါ့နော်ဒီနှစ်ကားလုံးကတော့တစ်မျိုးစီဖြစ်မှာပါလာမဲ့အစိတ်ဆိုတဲ့ကားလေးလေအမှတ်သဘောကျချင်အဲ့ဒါကြော်ထက်စော်ရဲ့ အဲကျော်ထက်အောင်ရဲ့အမရဲ့ဟိုမယ်လိုဒီရဲ့ပေါ့အဲကားလေးရလဲအမဟိုမျောလင်းထားတဲ့ကားလေးပေါ့ဟိုထွက်လာဖို့မျောလင်းထားတဲ့ကားလေးပေါ့နော်ဟိုဒီနှစ်လည်းရုံတင်မယ်လို့ပြောပါအရှင်အဲ့ဒါလည်းရုံတင်နိုင်ဖို့လည်းမျောလင်းပါတယ်ဆိုလဲစူတောင်းပါတယ်ဟုတ်ပါဘူးခက်စိတ်စိတ်လေးတော့ပြိတ္တလေးပြန်ပြရတော့ပါဘူးအဲ့လိုအဲ့လိုအဲ့လိုထင်တာကားယုံတင်ခွင့်ရမယ်ဆိုတော့ဟုတ်ဒီနေ့ကတော့ဒီမန္တလေးပေါ့နော်62လမ်းပေါ်မှာဟုတ်ဖွင့်တဲ့ remix ဆိုင်ွယ်လေးပါရှင့်ဟုတ်သူကတော့ဒီ technology ဒီလိုမျိုးလေးတွေကတော့ကောင်းတယ်ဒါပေမဲ့အဲ့လောက်တော့မကောင်းဘူးဒါပေ မဲ့အဲ့နီးပါးကောင်းပြီးမှတော့ဈေးရကြတော့တတ်တာမဲဟာလို့စဉ်းစားရတယ်နောက်ခါကျတော့တချို့ပစ္စည်းတွေသူကဆန်းသုံးကြည့်ရယ်သုံးကြည့်ပြီးမှမြန်မာပြည်သူသွင်းတာပေါ့နော်တချို့ဟာလေးတွေသူမကြိုက်ရင်လည်းသူမသွင်းဘူးကိုကိုတိုင်းကြိုက်မှလို့စပီကာတစ်ခုဆိုလို့ရှိရင်လည်းကိုယ်လည်းနားထောင်နိုင်တယ်စားဆိုမှစပီကာအဲ့လိုတိတ်နားမထောင်တယ်အခုတော့နားခိတ်ပြီးတော့မကောင်းတော့ဘယ်အဲ့လိုအဲ့လိုပြောတတ်နေဘူးပေါ့နော်မပါဘူးကိုကိုကြံကြံတော့ဝင်မှားလိုက် မနဲ့ဟိုဟာအလုံးလုံးလာလဲကြာပြီဆိုတော့လေအခုကတော့ကိုလုတ်တယ်လို့ပြောမှာပေါ့နော်ဒါပေမဲ့လည်းဟိုအပြင်ရမဲ့ကိုကជីជីជីလိုက်ပါဆုံးပေါ့နော်အဲ့လိုမျိုးဘာဖြစ်ဖြစ်ဆိုဒီ10နှစ်လောက်အတွင်းမှာအရန်ဟိုအောင်မြင်လာတယ်ဟိုဟာအများနဲ့တိုးတက်နေတဲ့အတွက်ကြောင့်အများကြီးထပ်ပြီးတော့တိုးတက်ပါစေလို့ပဲဆုတောင်းပေးလိုက်ပါအရှင်ဟုတ်ဟုတ်ကဲ့ပါအခုချိန်ဒီကိုအားပေးပေးနေတယ်ချစ်ပေးနေတဲ့ပရိသတ်တွေကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကြီးကိုကြီးကျမ်းမှနေနေပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါရှင်တင်ပါတယ်